့ရှင်ဖန်တီလီလာသက်မွေးပညာအစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီအစီအစဉ်လေးကတော့အိမ်မှာနေရင်တပတ်တနားနေဝင်ဝင်တိုးစင်နိုင်မယ်မုတ်လုံးနီးလေးတွေဟမ်းမဲလေးတွေအပြင်တခြားနီးလန်းတွေအများကြီးညဝေတဲ့ဆက်ပင်းနေအစီအစဉ်လေးဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ crochet ထိုးရတာဝန္ဒနာပါရဲ့မမေတို့အတွက်ရေခဲမုတ်ကြီးချင်းတိုးနီးလေးကိုထိုးပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပါအောင်နော် ရေကင်းမှုကိစင်းလေးထိုးဖို့အတွက်ဆိုရင်ဒီလိုမျိုးချီ200ရောင်းလိုပါတယ်။ SI ကတော့2.5 mm လို့သုံးထားပါတယ်နော်။ဒီကက်ကြီးလေးတစ်ချောင်းချီဖြတ်ဖို့အတွက်လိုပါတယ်။ချီသိမ့်မှုအကလေးလိုတယ်။ဇာကနာကတော့ဆီလီကွန်ထည့်ဖို့ပေါ့နော်။ဇာကနာလေးတစ်ချောင်းလိုပါတယ်။ဒါတော့ကိချင်းလေးပါ။ဒီဆီလီကွန်လေးအနည်းငယ်လိုပါတယ်။ဒီအဲရေကင်းမှုကိချင်းလေးပေါ့နော်။ပေါင်ပေါင်လေးဖြစ်နေဖို့ဆီလီကွန်လိုတယ်။နောက်မှတ်ချက်ကလေးရဲ့ဒါတော့ topping လေးလိုဖို့အတွက်ချီအညူရောင်းလေးလိုပါရဲ့ရှင်။ ထမဆုံးရေခဲမှုကီချင်းလေးလုပ်ဖို့အတွက်ကတော့လေးကိုအရင်ထိုးပါမယ်ကတော့လေးထိုးဖို့အတွက် magic ring queen shin လေးထဲမှာ time to 3နိုင်ရင်ထိုးပါမယ်ဒါတော့ queen shin ပါနော် magic ring လေးယူတာ time to လေး3နိုင်ထိုးပါမယ် time နဲ့ time 3 time ပါနော် time to လေးထိုးမယ်3နိုင်ထိုးပြီးသွားရင်ဒီ magic ring queen shin ကဂျိုးလေးကိုဆွဲလိုက်ပါမယ်ဂျိုးလေးကို queen လေးဆွဲပြီးတော့ဒီပထမဆုံးထိုးခဲ့တဲ့ time to လေးမှာ င်းတွေပေါ့နော်ရှက်ကော်လေးနဲ့လာဆက်ပါမယ်ဒီမျိုးရှက်ကော်နဲ့ဆက်မယ်ရှက်ကော်နဲ့ဆက်ပြီးပြီဆိုရင်ဒီအောက်ကခြီလေးတွေကိုဖြတ်ထုတ်ပါပါမယ်ဒီအောက်ကခြီကိုဖြတ်ထုတ်လိုက်မယ်ဖြတ်ထုတ်ပြီးရင်ဒီဇာကနာလေးသုံးပြီးတော့ပေါ့နော်တစ်ဖက်ကိုပြန်နှမ်းပေးရပါမယ်ထိတ်ချုံလေးရဖို့အတွက် ပြီးရင်တော့ဖုန်မီတစ်ချက်ထိုးပါမယ်ဖုန်မီတစ်ချက်ထိုးပြီးသွားပြီဆိုရင်ဒီပထမဆုံးခုနရှက်ကုန်နဲ့ဆက်ထားတဲ့အပေါက်ထဲမှာတိုင်ပွားလေးထိုးပါမယ်။မှာတိုင်ပွားလေးထိုးမယ်ပေါ့နော်။တိုင်ပွားလေးထိုးဖို့အတွက်ဒီပထမဆုံးတိုင်ပွားထိုးထားတဲ့ဒီဘေးအပေါက်ကလေးကိုမှတ်ကြည့်ခင်းနဲ့မှတ်ပါမယ်။မှာပေါ့နော်။မှတ်ကြည့်ခင်းမှတ်ပြီးတော့ဒီတပေါက်ထဲမှာနှစ်ချက်နှစ်ချက်စီနဲ့တိုင်ပွား ต้องแช่ถั่ว่าไหมแช่เอ๊ะดิบมาเลยไตมัวตะเปาโกไตมัวตะเช่สินเนี่ยต้องการถัว่ว่าไหมဒီဘက်မှာလည်းတိုင်ဝမ်တစ်ချက်ပါနော်တစกပေါက်ကိုတိုင်ဝမ် ၃ငါထိုးရမယ်ထိုးပြီးသွားပြီဆိုရင်တော့ဒီဘက်ကပထမဆုံးထိုးခဲ့တဲ့နေရာလေးကိုရှက်ခေါ်နဲ့ပြန်ဆပါမယ်ဒီမှတ်ချင်းမှတ်ထားတဲ့နေရာလေးမှာရှက်ခေါ်လေးယူပါမယ်မှာဘောနော်ရှက်ခေါ်လေးနဲ့ဆက်ပါမယ်ရှက်ခေါ်လေးဆက်ပြီးပြီဆိုရင်ဖုန်မီတစ်ချက်ထိုးပါမယ်ဖုန်မီတစ်ချက်ထိုးပြီးသွားရင်အဲဖုန်မီထိုးထားတဲ့ ဒီအပေါက်မှာပဲပေါ့နော်တိုင်တူပတ်လည်ပြန်ထိုးပေးရပါမယ်တိုင်တူတစ်ပေါက်မှာတစ်ချက်စီပတ်လည်ပြန်ထိုးပေးရပါမယ်ပြီးရင် magic လေးပြန်မှတ်ပေးပါတိုင်တူပတ်လည်ထိုးသွားပါမယ် တိုင်တိုအဆုံးထိထိုးပြီးသွားပြီဆိုရင်ဒီပထမဆုံးမှတ်ချိန်မှတ်ခဲ့တဲ့နေရာလေးမှာပဲပေါ့နော်ရှက်ကော်လေးနဲ့ပြန်ပြီးဆက်ပေးရပါမယ်ဒီမှတ်ချိန်မှတ်ထားတဲ့နေရာလေးမှာရှက်ကော်နဲ့အဆုံးထိထိုးပြီးရင်ပြန်ပြီးဆက်ပေးရမှာပေါ့နော်ဒီမှာဆိုရင်ဒီမှတ်ချိန်လေးဖြူပြီးတော့ပြန်ဆက်ပေးပါရှက်ကော်နဲ့ဆက်ပြီးပြီဆိုရင်ဖုန်မီတစ်ချက်ထိုးမယ်ဖုန်မီတစ်ချက်ထိုးပြီးရင်ဒီရှက်ကော်ထိုးထားတဲ့နေရာမှာပဲ တိုင်တူတတိုင်းတိုင်ဘွားတတိုင်းနဲ့ပတ်လည်ထူအောင်ပါမယ်။မှန်ဆိုရင်တိုင်တူတတိုင်းပြီးရင်တိုင်ဘွားတတိုင်းထူပါမယ်။ဒါဟာတိုင်ဘွားတစ်ချက်တိုင်တူတတိုင်းတိုင်ဘွားတတိုင်းနဲ့ပတ်လည်ထူသွားအောင်မယ်။တိုင်တူတတိုင်းပြီးရင်တိုင်ဘွားတတိုင်း ဖိုးပြီးသွားပြီဆိုရင်ဒီ shake ကိုချိန်ထားတဲ့နေရာလေးမှာဒီမှတ်ချိန်ချိန်ထားနေတဲ့ဒီ shake ကိုလေးနဲ့ပဲပြန်ဆက်မယ်ပေါ့နော်ဆက်ပြီးရင်နောက်ဖုန်နောက်တစ်ဆင့်တက်ဖို့တော့ဖုန်မီတစ်ချက်ထိုးပါမယ်ထိုးပြီးဆိုရင်ဒီအဲ့ဖုန်မီထိုးတဲ့နေရာလေးမှာပဲတိုင်တူတတိုင်းပြန်ပြီးတော့ထိုးပါမယ်တိုင်းတို့ပက်လဲထပ်ပြီးတော့နှစ်ခါထိုးပြီးပေါ့နော်နှစ် round ပေါ့တိုင်းတို့ပက်လဲနှစ် round ထိုးရပါမယ် ီလိုမျိုးတိုင်တူပက်လက်ထိုးပြီးသွားပြီဆိုရင်ဒီအဆုံးသက်ရောင်နဲ့ဒီမှတ်ကြိမ်းမှတ်ထားတဲ့နေရာလေးမှာပြန်ပြီးတော့စက်ကွန်နဲ့ဆက်ပါမယ်။နာဖူမီတစ်ချက်ထိုးမယ်။အဲအတိုင်းပဲတိုင်တူပက်လက်ပြန်ထိုးသွားပါမယ်။ဒီစင်တိုင်းတိုင်းလိုပတ်လေအဆုံးလေးထိုးရပါမယ်။ တိုင်းတို့ပက်လက်ထူးပြီးသွားပြီဆိုရင်တခါဒီမက်ဂျစ်ကလေးကိုဖြုတ်ပြီးဒီအဆင့်လေးမှာရှက်ကော်နဲ့ပဲပြန်ပြီးဆက်မယ်ပေါ့နော်ပြီးရင်ဖုန်မီတစ်ချက်ထိုးမယ်နောက်အဲရှက်ကော်ဆက်ထားတဲ့နေရာလေးမှာပဲတိုင်းတို့တတိုင်းသူ့ဘေးကအပေါက်မှာလဲတိုင်းတို့နှစ်တိုင်းတိုင်းမွားတစ်တိုင်းပေါ့နော်အဲအတိုင်းအဆုံးထိထိုးသွားပါမယ် ိုင်တို့တပေါက်မှာတစ်ချက်စီနဲ့တစ်တိုင်းနောက်တစ်ပေါက်မှာတစ်တိုင်းပြီးရင်တိုင်ပွားတစ်တိုင်းပြီးရင်တိုင်တို့တစ်တိုင်းနောက်တစ်ပေါက်မှာလည်းတိုင်တို့တစ်တိုင်းပြီးရင်တိုင်ပွားတစ်တိုင်းပေါ့နော်အဲစနေဆုံးလေးထုတ်ပြီးဆိုရင်မှတ်ချိတ်လေးနဲ့ပြန်ပြီးတော့မှတ်ပြီးပါတော့ဒီမှတ်ချိတ်လေးထုတ်ပြီးရှက်ကော်လေးနဲ့ပြန်ပြီးစမယ် ပြီးရင်ကုမီတစ်ချက်ထိုးမယ်ဒီရှက်ကော်လေးဆက်ထိုင်နေရာလေးမှာပဲတိုင်လူတစ်ကိုင်ပြန်ထိုးမယ်ပြီးရင်မက်ဂျီလေးမှတ်ပေးပါပြန်တိုင်တူပတ်လဲပေါ့နော်တရောင်းလုံးပတ်လဲတခေါ်ပါမယ်တိုင်တူတစ်ပေါက်မှတစ်ချက်စီနဲ့ပတ်လဲတိုင်တူပတ်လဲထိုးသွားပေါ့နော်ရှက်ကော်လေးနဲ့တို့လဲပြန်ဆက်ပေးရပါမယ် နေမဂျစ်ကလေးကိုဖြိုးမယ်။ရှက်ကောနဲ့ဆက်ပါမယ်။ဒီရှက်ကောနဲ့ဆက်ပြီးသွားပြီဆိုရင်ဒီဖုန်မီတစ်ချက်ထိုးပါမယ်။ဖုန်မီတစ်ချက်ထိုးပြီးသွားပြီဆိုရင်ဒီရှက်ကောဆက်ထားနေရလေးမှာပဲအတိုင်းတူတတိုင်းထိုးပါမယ်။ပြီးရင်သူ့ဘေးကနှစ်ပေါက်မှလည်းအတိုင်းတူတတိုင်းစီပေါ့နော်ထိုးသွားပါမယ်။တိုင်းတူ၃တိုင်းတိုင်းမောတစ်တိုင်းထိုးပါမယ်။ နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဒီမှတ်ချက်လေးကိုဖြုတ်ပြီးတော့ရှက်ကော်လေးနဲ့ဆက်ပါမယ်။မှတ်ချက်ကိုဖြုတ်ပြီးနောက်တစ်ဆင့်တက်ဖို့အတွက်ရှက်ကော်နဲ့ဆက်မယ်ပေါ့နော်။ပြီးရင်ဖုန်မီတစ်ချက်ထိုးပါမယ်။ဖုန်မီတစ်ချက်ထိုးပြီးရင်ရှက်ကော်ဆက်တဲ့နေရာမှာပဲတိုင်းလို့တစ်တိုင်းပြန်ထိုးမယ်။သူ့ဘေးက၃ပေါက်မှလည်းတိုင်တူတစ်ပေါက်တစ်ချက်စီနဲ့၃၃ချက်ထိုးရပါမယ်။ပြီးရင်တိုင်ပွားတစ်တိုင်ပေါ့နော်။အလုံးပေါင်းတိုင်တူ၄တိုင်တိုင်ပွားတစ်တိုင်ထိုးရပါမယ်။ နဲ့တော့လေတိုင်တူက၄တိုင်ပြီးရင်တိုင်ပွားတစ်တိုင်အဲ့အတိုင်းပတ်လည်ပူပေးရပါမယ်ဒီတော့ရင်ဒီမှတ်ချိန်မှတ်ထားတဲ့နေရာလေးမှာရှက်ကော်လေးနဲ့စပ်ပါမယ်စပ်ပြီးရင်ဒီဖုန်မီတစ်ချက်ထုံမယ်ပေါ့နော်ဖုန်မီတစ်ချက်ထုံပြီးတော့ခြေကိုဖြတ်ပေးရပါမယ်ခြေကိုဖြတ်ပေးရပါမယ်ခြေဖြတ်ပြီးတော့လို့ရှိရင် ဒီပေါ့နော်အခုဆိုရင်တော့ဒီလိုမျိုးဒီချီစားလေးကိုမသိမ်းမနဲ့ဒီတိုင်းလေးထားထားပေးပါနော်အခုဆိုရင်ဒီလိုမျိုးရေခဲမှုကတော့လေးရသွားပါပြီရှင်အဲရေခဲမှုကတော့လေးပြီးသွားပြီဆိုတော့နော်ရေခဲမှု green လေးကိုစားပြီးထိုးပါမယ်ရေခဲမှု green လေးစားထိုးဖို့အတွက်ဒီ magic ring လေးပေါ့နော်ဂွင်းရှင်လေးထဲမှာတိုင်တူ6တိုင်ထိုးရပါမယ် တိုင်တူ6တိုင်ထုံမယ်ထိုးပြီးသွားလို့ရှိရင်ဒီ magic ring ကကျိုးလေးကိုဆွဲပြီးတော့တင်းလိုက်မယ်เนาะထိုးသွားရင်ဒီပထမဆုံးထိုးခဲ့တဲ့အပေါက်မှာရှက်ကော်လေးနဲ့ဆက်ပါမယ်ဆက်ပြီးသွားရင်ဖုန်မီတစ်ချက်ထိုးပါမယ်ဖုန်မီတစ်ချက်ထိုးပြီးသွားပြီဆိုရင်ဒီရှက်ကော်ဆက်ထားတဲ့အပေါက်ကနေစပြီးတော့တိုင်ပွားပက်လက်ထိုးပါမယ်တိုင်တူတစ်ပေါက်မှာနှစ်ချက်စီနဲ့တိုင်ပွားပက်လက်ထိုးပါမယ် ဒီပထမဆုံးအပေါက်ထဲမှာတိုင်းတူတတိုင်းတင်အဲ့ဒီပေါက်ထဲမှာပဲနောက်ထပ်တတိုင်းတိုင်းဘွားပတ်လဲထိုးရပါမယ်မှာဆက်မယ်တိုင်းဘွားတပောက်ကို တိုင်းဘွားတစ်ချက်စီနဲ့ပတ်ပတ်လဲထိုးရပါမယ် ပြီးသွားရင်တော့ဒီပထမဆုံးထိုးခဲ့တဲ့အပေါက်ကလေးမှာမှတ်ချက်ကလေးဖြုတ်ပြီးတော့ရှက်ကော်လေးနဲ့ဆက်ပါမယ်။ရှက်ကော်နဲ့ဆက်လိုက်ပါပြီးရင်တော့ဖုန်မီတစ်ချက်ထိုးပါမယ်။ဖုန်မီတစ်ချက်ထိုးပြီးသွားရင်တိုင်းတို့တတိုင်းတိုင်းမွားတတိုင်းပေါ့နော်။တိုင်းတို့တတိုင်းတိုင်းမွားတတိုင်းပတ်ပတ်လေထိုးသွားပါမယ်။မှာပထမဆုံးတိုင်းတို့လေးကိုမှတ်ချက်လေးနဲ့မှတ်ပေးပါ။ဒီဘက်မှာတော့တိုင်းပွား တိုင်းလူတစ်တိုင်းတိုင်းမွားတစ်တိုင်းအဆုံးထိထူပါပါမယ်အပတ်လေပေါ့နော်ဒီမှတ်ချင်းမှတ်ထားရင်ညာဒီထူပါပါမယ်ယောအဆုံးထိရောက်သွားပြီဆိုရင်တော့ဒီမှတ်ချင်းမှတ်ထားရင်ညာဒီကနေရှက်ကောလေးနဲ့ပြန်ပြီးတော့ဆက်ပေးရပါမယ်အေးမကြိတ်လေးဖြုတ်ပြီးတော့ရှက်ကောလေးနဲ့ဆက်ပါမယ် ပြင်းเนาะနောက်တရောင်တပူအတွက်ဖုန်မီတစ်ချက်ထိုးပါမယ်ဖုန်မီတစ်ချက်ထိုးပြီးရင်ဖုန်မီတို့ရဲ့နေရာမှာပဲတိုင်းလိုတစ်တိုင်းပြန်ထိုးပါမယ်ပြီးရင်သူ့ပေးရအပေါက်မှာလည်းတိုင်းလိုတစ်တိုင်းပြန်ပြီးထိုးပါမယ်ပြီးရင်တိုင်းဘွားတစ်တိုင်းထိုးမယ်ပေါ့เนาะတိုင်းလိုနှစ်တိုင်းတိုင်းဘွားတစ်တိုင်းဆိုပြီးတော့ပတ်ပတ်လည်းထိုးသွားပါမယ် ို့ထိုးပြီးသွားပြီဆိုရင်ရှက်ကောလေးနဲ့ဆက်ပါမယ်ဒီမှတ်ချက်လေးမှတ်ထားတဲ့နေရာလေးမှာအဆုံးသက်ကိုရှက်ကောလေးနဲ့ဆက်ပါမယ်ပြီးရင်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဖုန်မီတစ်ချက်ထိုးပါမယ်ဖုန်မီထိုးတဲ့နေရာမှာပဲတိုင်တူတစ်တိုင်ထိုးပါမယ်အဲအတိုင်းတိုင်တူပပတ်လေအဆုံးထိထိုးသွားပါမယ်ပထမဆုံးထိုးခဲ့တဲ့တိုင်တူလေးကိုမှတ်ချက်ကလေးမှတ်ရပါမယ်အဲအတိုင်းပပတ်လေပေါ့နော်တိုင်တူပပတ်လေထိုးသွားပါမယ် မျိုးတိုင်းတူအဆုံးထိထုတ်ပြီးသွားပြီဆိုရင်ဒီရှက်ကောလေးနဲ့ပေါ့နော်ပထမဆုံးထုတ်ခဲ့တဲ့မတ်ချိတ်လေးဖြုတ်ပြီးတော့ရှက်ကောလေးစပါမယ်။ပြီးရင်ဖုန်မီတစ်ချက်ထိုးပါမယ်။ဖုန်မီထိုးတဲ့နေရာမှာပဲတိုင်းတူလေးတစ်တိုင်းထိုးမယ်ပေါ့နော်။အဲ့အတိုင်းတိုင်းတူပတ်လဲထိုးသွားပါမယ်ရှင်။အဆုံးထိတိုင်းတူပတ်လဲထိုးပါမယ်။ ုံးသည့်ထုမှန်ပြင်ဒီမှတ်ချိန်မှတ်ထားတဲ့နေရာလေးမှာပဲရက်ကော်လေးနဲ့ပြန်ပြီးတော့ဆက်ပေးရပါမယ်။ရက်ကော်နဲ့ဆက်ပြီးရင်နောက်ထပ်တစ်ခုထုဖို့အတွက်ပေါ့နော်။ဖုန်မီတစ်ချက်ထုပါမယ်။ဖုန်မီတစ်ချက်ထုပြီးသွားရင်ဒီဖုန်မီထိုးတဲ့နေရာမှာပဲတိုင်းတူတစ်တိုင်းပြီးရင်သူ့ဘေးကအပေါက်မှာလည်းတိုင်းတူတစ်တိုင်း ပြီးရင်တော့တိုင်အရှုံပေါ့နော်ဒီမှာကတော့ပြန်ပြီးတော့ရှုံမှာဖြစ်တဲ့အတွက်တိုင်ရှုံလေး A ပေါ့နော်ထိုးပါမယ်ဒီမျိုးတိုင်ကိုရှုံပါမယ်နှစ်ပေါက်ကိုတစ်ချက်ဆွဲမယ်တိုင်ရှုံလေးထိုးသွားပါမယ်တိုင်တူနှစ်တိုင်တိုင်ရှုံတစ်တိုင်ထိုးပါမယ်နှစ်ပေါက်ကိုတစ်ချက်နဲ့တိုင်ရှုံတော့မယ်ပေါ့နော်ဟုတ်တိုင်တူတစ်ပေါက်မှာတစ်ချက်စီနှစ်ခါ dễ tài sụn nè về tài đồ tập bao mà tập sơ sĩ nà khả dễ tài sụn nè tài đồ tập bao cô tập sơ sĩ về nà bao cô tập sơ sụn nè về mi sụn ဒီတော့ရင်ဒီမှတ်ချက်မှတ်ထားတဲ့နေရာလေးမှာပြီးတော့ရှက်ကော်လေးနဲ့ဆက်ပါမယ်ဒီရှက်ကော်နဲ့ဆက်ပြီးသွားပြီဆိုရင်ဒီရေခဲမုတ်ကတော့လေးနဲ့ပေါ့နော်ဒီခရင်လေးနဲ့ဥတွဲပါမယ်ဒါတော့ရေခဲမုတ်ခရင်လေးရသွားပြီပေါ့နော်ဒီရေခဲမုတ်ကတော့လေးနဲ့ဒီခရင်လေးနဲ့ဥတွဲပြီးတော့ရှက်ကော်လေးနဲ့ဆက်ပါမယ်ဒီရှက်ကော်နဲ့ဆက်ဖို့အတွက်ဒီမှာခြီထွက်ထားတဲ့အပေါက်လေးရဲ့ဒီပေါ့နော်နောက်ဖက်အပေါက် ကိုဘက်ကအပေါက်ကနေပြီးတော့ခြေကိုပြူပြီးတော့ဆက်ပါမယ်။မျိုးဒီခြေကိုယူမယ်ပေါ့နော်။ရှက်ကုန်နဲ့ဆက်မယ်။ဖြင့်ဒီကတော့အခြေကိုလည်းတစ်ခါနဲ့ထည့်ပြီးတော့ချုပ်သွားမယ်ပေါ့နော်။ဒီမှာဆိုရင်ဒီဘက်ကခြေကိုယူမယ်။မျိုးရှက်ကုန်နဲ့ဒီဆက်ပါမယ်။မျိုးတစ်ခါနဲ့တွဲပြီးတော့ချုပ်သွားမယ်ပေါ့နော်။ ျိုးပပတ်လေလုံးကိုရှက်ကုန်နဲ့ဆက်သွားပါမယ်။ဒီလိုမျိုးရှက်ကုန်နဲ့ဆက်လာခဲ့တာအဆုံးသတ်မရောက်ခင်လောက်လောက်နေရာလေးဆိုရင်ပေါ့နော်ဒီဆီလီကွန်လေးထည့်ပါမယ်။ဟိုနော်ဆီလီကွန်ဒီလိုဝတ်တလောက်ပူပြီးတော့ဇာကနာလေးနဲ့ထည့်မယ်ပေါ့နော်။ ရင်မှာလည်းဆီလီကွန်ပေါ့နော်နည်းနည်းလေးတင်းတင်းလေးထည့်ပါမယ်လိုတလောက်ထည့်ပြီးသွားပြီဆိုရင်တော့ဒီအားလေးကိုပြန်ပြီးပိတ်မယ်ပေါ့နော်ဒီရှက်ကော်နဲ့ပဲပုံမှန်အတိုင်းပြန်ထိုးသွားပါမယ်အဆုံးထိရှက်ကော်လေးနဲ့ပြန်ပြီးတော့ဆုံးသက်ထိထိုးအောင်မယ်ဒီအပေါက်ကလေးပါပြန်ပိတ်ပါအောင်ပေါ့နော်ရှက်ကော်နဲ့ဆက်မယ်ဆက်ပြီးသွားရင်ဒီပထမဆုံးဒီရှက်ကော်နဲ့ဆက်ထားတဲ့အပေါက်မှာလည်း ရှက်ကုန်နဲ့ဆက်လိုက်ပါဆက်ပြီးသွားရင်ချိန်တူထူပါမယ်ဖုန်မီနှစ်ချက်ထူမယ်ဖုန်မီနှစ်ချက်ထူပြီးသွားပြီဆိုရင်တော့ဒီပေါ့နော်တိုင်လက်ကလေးတွေကိုပပတ်လင်လုံးထိုးသွားပါမယ်တပေါက်မှာတစ်ချက်စီနဲ့တိုင်လက်ကိုပပတ်လင်ထိုးသွားပါမယ်ပပလဲထူသွားပြီးရင် ဒီပထမဆုံးထိုးခဲ့တဲ့တိုင်လက်နေရာလေးမှာရှက်ကော်လေးနဲ့ပြန်ပြီးစပ်ပါမယ်။ပြီးရင်ဖုန်မီတစ်ချက်ထိုးပြီးတော့ဒီခြေလေးကိုဖြတ်လိုက်ပါမယ်။ခြေကိုဖြတ်ထိုးလိုက်မယ်။ဒါရင်တော့ဒီခြေလေးကိုအနားတက်မယ်ပေါ့နော်။ဒီအောက်ထဲမှာဒီခြေကိုပြန်ပြီးတော့ထည့်ပါမယ်။ခြေစားလေးကို ြန်ပြီးအောက်ခြေမှာအနာပြန်တက်မယ်။ဘိုင်းခြေလေးကိုဖြတ်ထုတ်လိုက်ပါ။ပြီးတော့ရေခဲမဟုတ်အပေါ်မှာပေါ့နော်။တော်ပင်လေးတွေကိုထိုးသွားပါမယ်။ဟင်းရေခဲမဟုတ်ပေါ်မှာတော်ပင်လေးထိုးပါမယ်။ခြေစအညူလေးတုံးပြီးတော့တော့ပင်လေးတွေထုံတော့မယ်။ခြေစဘောနောအနည်းငယ်လိုအပ်တဲ့လောက်ပဲယူပါမယ်။ ပြီးတော့တော့ပင်လေးထိုးပါမယ်။ဘယ်နေရာမှာဆိုပေါ့နော်လှအမယ်ထင်တဲ့နေရာမျိုးမှာတော့ပင်လေးတွေထိုးသွားလိုက်ရတယ်ပေါ့နော်ချီချီအညူလေးသုံးပြုပြီးတော့ထိုးသွားလိုက်ရပါတယ်။ကိုလှမယ်ထင်တယ်လို့အလှဆင်လို့ရတယ်ပေါ့နော်။ဒီတော့ရင်တော့ဒီချီလေးကိုဒီကတော့ရေခဲမုံကတော့တဲမှာထည့်ပြီးတော့အဆုံးသတ်မယ်ပေါ့နော်။ ဒီရှည်စလေးကိုဖြတ်လိုက်ပါမယ်။ပြီးရင်တော့ဒီကြီးချင်းလေးကရေခဲမုတ်ထိတ်ကလေးမှာတွဲလိုက်ပါမယ်နော်။ဒီကြီးချင်းလေးနဲ့ရေခဲမုတ်ထိတ်ကလေးမှာတွဲပြီးရင်တော့ရေခဲမုတ်ကြီးချင်းလေးဖြစ်သွားပါပြီ။ ခုဆိုရင်တော့ဒီလိုမျိုးချစ်စရာကောင်းတဲ့ရေခဲမှုကီချင်းလေးရသွားပြီပေါ့နော်ဒီလိုရေခဲမှုကီချင်းလေးတွေကိုကာလာအရောင်သွေးမျိုးစုံနဲ့ဒီလိုမျိုးလေးလည်းထုတ်လို့ရရပေါ့နော်နောက်ဗီဒီယိုလေးတွေမှာလည်းဘယ်လိုလေးထုတ်ပြသွားမလဲဆိုတာကြည့်ရှုပြီးကြပါအောင်နော်